ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဖုံမြင့်နိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ဘာကြည့်တို့ပြောတဲ့တစီကြီးလူပြောအပိုင်းနှစ်ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘယ်လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေကဲ ီနေ့တော့နားဆင်သူတို့နဲ့ကျုံမောင်ဆက်စုထပ်ပြီးတော့送ကြပြန်ပြီနော်ကျုပ်လည်းဒီနေ့လည်းပြင်းနေပြီဗျခင်ဗျားတို့သိရမလားကျုပ်တို့တောင်သူတွေရဲ့ဘဝရာသီချင်းတစ်ခုလောက်ပဲအလုရှုပ်တာလေအဲ့ဒီချိန်ပြီးရင်တော့ကျုပ်တို့တွေမှာအလုမရှိပဲထိုင်စားနေကြတာပေါ့ဗျာအဲအကြောင်းတောင်သူဘဝရရဆဆဝဝမျိုးမျိုးဆိုပြီးတော့ဆိုးရိုးစကားလည်းရှိခဲ့တာမဟုတ်ပေဘူးလားကျုပ်တို့ရဲ့အရင်အလုကလည်းချောင်းဆက်တွေထဲမှာရွှေကျင်ရတာလေဗျာ လူအပ်တနေကုန်ရေထဲကိုစိမ်ပြီးသကောဝိုင်းပမာဏရှိတဲ့အလဲခွက်ထားတဲ့တသားဝိုင်းနေနဲ့ချောင်းထဲကမြင်းနုသဲနုတွေကိုကော်ပြီးတော့လက်နဲ့ဝိုင်းရတာဗျကျုပ်တို့စီမှာတော့အဲ့ဒီတသားဝိုင်းအင်ဝိုင်းလို့ခေါ်တာပေါ့ဗျအဲ့ဒီအင်ဝိုင်းကိုရေထဲကမြင်းနုသဲနုတွေထည့်ပြီးတော့အချင်းကြကြရေထဲမှာပေါ်လိုက်မြုပ်လိုက်နဲ့ဝိုင်းလိုက်တဲ့အခါမှာတော့နောက်ဆုံးမှာသဲစာမြေစာမဲမဲလေးကျန်နေဗျအဲ့ကျန်နေတဲ့တဲစာမြေစာလေးတွေကိုတော့ကျုပ်တို့တွေခေါ်တာကတော့မုံဖြတ်စာလို့ခေါ်ကြတယ် အဲ့ဒီမော်ဖြတ်စာတွေခွက်ကလေးထဲမှာစုထည့်ပြီးရဲ့ကအင်ဝိုင်းနဲ့ချောင်းဆက်နေရအနှံ့မှာမြင်းတို့သဲနှုတွေကော်ပြီးအချင်းချင်းပေါ်လိုက်နှက်လိုက်ထဝိုင်းလိုက်မော်ဖြတ်စာတွေကိုခွက်ထဲမှာထည့်လိုက်လောက်ရတာပေါ့ဗျာဒါဝလေကျုပ်တို့ရွှေတော်အညာရဲ့အခေါ်အော်ကကျုပ်ပြောခဲ့တယ်လို့ပဲရွှေကျင်နေပေါ့ဗျာရွှေကျင်တော်ခမရိုးတွေကြားဘူးပဲမသိကြဘူးမလားသိကြရင်တော့ကျုပ်တို့ကြောက်ချောင်းရွာတာလာခဲ့ပါဗျာ အဲ့လိုနဲ့ညနေဆောင်ရရင်တော့ခွက်ကလေးထဲမှာရှိတဲ့မုံဖြတ်စာတွေအလုံးအင်ဝိုင်းထဲကိုထည့်ပြီးဝိုင်းလိုက်တဲ့အခါအဝါရောင်အမုံလေးတွေရဲ့အခဲသေးသေးလေးတွေရတယ်ဗျ။အဲ့ဒီအဝါရောင်အမုံတွေနဲ့အခဲသေးသေးလေးတွေကခမရတို့ရဲ့လက်မှာစွတ်ထားကြတဲ့ရွှေလက်စွတ်ပြောင်းလုပ်တဲ့ရွှေလူခေါ်တယ်ဗျ။အဲ့ဒီရွှေရောင်အမုံတွေရနေမပြီးသေးဘူးနော်။ကျုပ်တို့စီမှာအသင်ပါလာတဲ့ပြဓာတွေနဲ့သူတို့ကိုစုလိုက်ရတာ။ပြဓာဆိုတာရွှေဖြစ်အောင်ဖန်ရတဲ့အဖြူရောင်ချွဲပြစ်ပြစ်တတ်တူတမျိုးပဲလေ။ ပြားသားထက်လိုက်တဲ့အခါမှာတော့အဝါရောင်ရွှေမုံစားရည်နဲ့အခဲသေးသေးလေးတွေကပြားသားတွေကိုစိတ်ဝင်သွားတာပေါ့ဗျာအဲ့ဒါကိုတော့ရွှေဖန်းတယ်လို့ခေါ်ရေဗျအဲ့လိုရွှေဖန်းထားတဲ့ပြားသားတွေကိုပေါ်ဝါစပစိုးစားရည်နဲ့ထည့်ပြီးတော့ညှစ်ချလိုက်တော့အဖြူရောင်အလုံးလေးတစ်ခုကျန်ခဲ့ရေဗျဒါတော့ရွှေအကြံလို့ခေါ်ပြီးတော့တင့်တော်ရရွှေဆိုင်မှာသွားပြီးတော့မိခင်ပြီးပြန်ရောက်ရတာပေါ့ဗျာဒီလိုပဲမိခင်လိုက်တဲ့အခါမှာတော့ပြန်ပြီးဝါသွားတယ်ဒါကိုရွှေဆိုင်တွေကတစိတလုံး တပည့်တကြအစရှိသဖြင့်တတ်မှတ်ပြီးတော့ချိန်ကမှာထည့်ပြီးကြာတဲ့ငွေပေးကြတာပေါ့ဗျာအဲ့ဒီချိန်တော့ရွှေတကြတောင်းမြမငွေ6000ပဲရတာလေနောက်တော့မှအသေးစိတ်ကျွန်တော်ထပ်ပြီးရှင်းပြအောင်မယ်ဗျာအခုချိန်ကနွေရသည်ကြီးဆိုတော့ချောင်းဆောက်မှာရွှေဆိုင်ငရေပြူအရှင်လက်လက်ရောက်သွားတယ်လို့ခန်းစားရမယ်လေမဟုတ်ဘူးလားအဲ့ဒါကြောင့်သူကလည်းအခုချိန်မှာဘာအလုံးမှမရှိရလူပိုတယောက်ဖြစ်နေခဲ့တာပေါ့ဗျာပြီးတော့အခုချိန်ကအရန်ပူပြင်းတဲ့နွေရသည်တစ်ခုလေးဗျာ ကျုပ်တို့အညာရီမှာတော့မြို့ပေါ်ကလိုစိန်ခန့်အနားယူတဲ့လေအေးပိဇက်တီတော့မရှိဘူးဗျ။အေးစစ်စစ်အနားယူခြင်းအရေးကောင်းတဲ့တစ်ပင်ကြီးတွေကိုရှာကြရတာပေါ့။အိမ်ဒီမှာနေရင်တော့လေရေဆွဲဖို့ပြင်ထားနော်။ဘာလို့လဲဆိုတော့ကျုပ်တို့အညာအခုလိုအချိန်ဆိုရင်အိမ်အပေါ်မှာကြံ့ကင်းတဲ့ခရင်တွေကိုရင်းနဲ့ဖြန်ပြီးတော့အေးတက်ကိုယူကြရတာဗျ။ဒါပေမဲ့တဘာဝကပေးတဲ့အေးချက်မှုအစစ်မှမဟုတ်တော့ခဏပဲစင်ရှိရလေ။ ချိန်ကြကြစိန်ခန့်ခြင်းတော့ကျုပ်ပြောတဲ့အရေးကောင်းတဲ့တစ်ပင်ကြီးတပင်အောင်မှာသွားပြီးနေမှာရမှာဗျအဲ့လိုအရေးကောင်းတဲ့တစ်ပင်တွေရွေးမယ်ဆိုရင်မကြီးပင်ပဲရွေးတာအကောင်းဆုံးပဲဗျမကြီးကောင်းကောင်းအရေးခုခုဆိုတဲ့စကားအတိုင်းမကြီးပင်ရဲ့ပင်စီအသားရရအေးဆက်တယ်လေမဟုတ်ဘူးလားတောင်နေပဲကျုပ်ကလေအရေးကောင်းတဲ့မကြီးပင်ရှိရာဘာကြီးတို့ရဲ့အိမ်အလုံးမရှိရနဲ့ထုံးစံအတိုင်းထွက်လာခဲ့တာပေါ့ဗျာဘာကြီးတို့ကတော့တဲ့ရင်အပြင်ဘက်ကွပြက်ကလေးမှာမိမ့်မိန်ကြီးထိုင်လို့ပြောင်းမှုဖက်စီလေးကြီးဖွာနေရပေါ့ ဒီလိုနဲ့ကြောက်လာတာမြင်ရတော့ဝမ်းသာအာရသူကအရင်စကားစပြောတာပဲဟေးမဖြောပါလားမင်းလာနေအတော်ပဲဘာကြီးတို့လဲပြင်းနေရကျုပ်လည်းအလုံးမရှိလို့ဘာကြီးတို့ဆရာဘဟုတ္တရှာအောင်လို့ထွက်လာခဲ့တာကျုပ်စကားလဲကြတော့ဘာကြီးတို့ကအတော်လေးသဘောကျသွားရဲ့ဗျပြီးတော့ကျုပ်မျက်နှာကိုလည်းအထူးဆန်းကြည့်နေသေးတာဟေးမောင်တော့ကြမင်းပါပေါ်အိုးမဲတွေပါလားဧကနာမိဖို့ကြောင့်မှမင်းမဝိုင်းကူလုပ်ပြီးမှလာခဲ့တာလားကွဘာကြီးတို့စကားကိုကြတော့မှကျုပ်လည်းတတိထားမိသွားတာဗျ ဟုတ်မဲ့ဘာကြီးတို့ရေလမ်းမှာဒေါ်ပြောင်းလာလေကျုပ်ပါမှာချင်ကိုက်နေဆိုပြီးရိုက်သွားတာမလိမ့်တပတ်အိုးမဲတုံသွားမှမသိလိုက်ဘူးဗျာကျုပ်စကားကိုကြားတော့ဘာကြီးတို့ဟာအရွယ်နဲ့မလိုက်အောင် အားရပါရရီမောတာပဲဗျာအဲ့နောက်တော့အခုလိုပဲဆက်ပြောတယ်အေးမဖြူရဲ့စရယ်နောက်တယ်ဆိုတာတကယ်တော့အကျင့်ကောင်းတော့မဟုတ်ဘူးကြည်စားတန်ရံများဆိုတဲ့စကားကလည်းအလက်ကောင်းမှမဟုတ်တာပဲပြီးတော့အဲ့လိုမျိုးနောက်ပြောင်ကြည့်စေကြရင်လည်းအသက်သေဆုံးတာမျိုးတွေအထီးဖြစ်နိုင်တယ်ဘာကြီးတို့ရဲ့စကားအဆမ်းပါလားဗျာ ဘသူကချစ်လို့ခင်လို့စနောက်တော့အတက်သေးဆုံးပြန်လို့ပါမလဲဗျကြောက်ကန်ကန်နေဆိုတဲ့စကားလေးရှိတာပဲကြောက်တတ်တဲ့သူတရားကိုလက်အောင်ကြည့်စလိုက်တဲ့အချိန်မှာကြည်စဲခံရတဲ့သူကကြောက်လန့်ပြီးတော့တခုခုလှုပ်လိုက်တာမျိုးပေါ့ကွာအဲ့လိုမျိုးလှုပ်လိုက်လို့သေဆုံးသွားတဲ့သူတရားအကြောင်းမကြောက်ဘူးသေးလို့ပါဘာကြီးတို့ရဲ့စကားကြတော့ကြုတ်လဲဆက်စုကျင်တဲ့စိတ်ကထိမရတော့ခင်ဗျားတို့လည်းသိပဲမို့လားကြောက်ကအရင်ဆက်စုတတ်တယ်ဆိုတာလေတနေ့ဘာကြီးတို့အဲ့လိုဘသူရောဗျ သူ့ရဲ့နာမည်ကဦးလူပြောလို့ခေါ်တယ်မောင်ဖြူရအစနောက်တန်ကြကတော့လမ်းရှောင်ရင်ခွေးတောင်ရှိနေလိုက်ပတ်တဲ့လူကြီးပဲဟာကျုပ်လည်းအတော်လေးစိတ်ဝင်စားသွားပါတော့ဒီလောက်အစနောက်တန်တဲ့သူမျိုးတော့တတနဲ့တကူမကြုံဘူးပါဘူးဗျခမရတော့ကြုံမှုကြလားဗျကဲဘာကြီးတို့ကစကားစပြီးရင်လဲစောင်းအောင်ပြောပါအောင်ဗျကျုပ်အတော်လေးစိတ်ဝင်စားလာပြီဗျကျုပ်စကားကိုကြားတော့ဘာကြီးတို့လည်းရင်းနှွေးချမ်းတစ်ခွက်ကိုကောက်မော်လိုက်ပြီးသူ့ရဲ့အမူအရာအတိုင်းမန့်ပါပါစောင့်ရတာပေါ့ဗျာ ဥလူပြော်ရဲ့အကြပြောရရင်တော့ကွင်းလုံးဆိုတဲ့ရွာလေးကနေပဲစာမားဗျဥလူပြော်ကလူပြိုကြီးအစနောက်ကလည်းတန်တယ်လို့အပြင်းကြလည်းတိတ်ထူရဲဆိုပဲဒါပေမဲ့ဒီလူကြီးကလူချစ်လူခင်တော့တိတ်များတာဗျကွင်းလုံးဆိုတဲ့ရွာလေးကတော့တိတ်ကြတယ်လေမြို့နဲ့အရင်အလံဝေးတော့ခင်းနောက်ကြတယ်လို့ပဲဆိုရမလားပဲရွာထဲမှာတကြီးဆိုတဲ့သူတောင်တိုက်ပုံကောင်းကောင်းတစ်ထည်ပဲရှိတာဗျ တနေ့ကြတော့ဥလူပြော်ကြီးတယောက်အညာပြေအညာပြေလမ်းလျှောက်ထွက်လာရင်လည်းလမ်းမှာအပြိုကြီးအေးကြီးတယောက်သူ့ရဲ့ရှေ့မှာခြုံထဲဝင်ပြီးတော့အလေးစွန့်မှုဝင်သွားတာတွေ့လိုက်ရတယ်။တောကြတဲ့ရွာဆိုတော့အပေါ့လေးသွားခြင်းတဘာဝတိုင်းတောတူရတာပေါ့ဗျာ။တခါတလေတောတူရင်းနဲ့ချီးပုံတွေနေမိကြတဲ့သူတွေလည်းရှိရဲ့ဗျ။ဒီချိန်မှာပဲရွာရဲကလူပြော်ကြီးဝတ်တုတ်တယောက်ကပြားကရနဲ့သူ့ကိုကြော်ပြီးပြေးသွားတာတွေ့ရတော့ဥလူပြော်လည်းသူ့ရဲ့ဝတ်တီအတိုင်းစကြင်နောက်ချင်းစိတ်ဖြစ်လာတာပေါ့ဗျာ။ဟေးမောင်ဝတ်တုတ်တုတ်ချီတုတ်ပြောင်းနေဘယ်သွားမလို့လဲ။ ဒီလိုဥလူပြောရေးကြုတ်အရာမွေးထားတဲ့ဝက်ကလေးပျောက်သွားလို့ဒီဘက်မှာတွေ့လိုက်တယ်လို့အာရွာသားတချို့ပြောလို့လိုက်ရှာနေရပါဗျ။အေးဟုတ်တယ်ကွာ။ဟာလက်ခုလေးတွေမြင်လိုက်တာ။ဟောဟိုကခြုံထဲဝင်သွားတာ။ဥလူပြောကအပြိုကြီးတော်တော်တဲ့ခြုံလမ်းညွန်ပေးလိုက်တော့လူပြိုကြီးဝတ်တုံလည်းပစိုးကောင်ကြိုက်ပြီးခြုံထဲဝင်သွားပါဗျာ။ဒီချိန်မှာပဲသူ့ရှေ့ရခြုံထဲမှာတလှုပ်လှုပ်အရာမြင်ရတော့လူပြိုကြီးလည်းဝမ်းသာအားရခုန်လှုပ်လိုက်တာပေါ့ဗျာအမလီတော်ရှင့် ရှင်အရကရိုရေလာကြပါအောင်တော့ကျုပ်ကိုမတော်မတရားကြံနေလို့ပါတော့အပြိုကြီးအေးရဲ့ loss speaker အတန်းကြတော့ရွာလူတွေအပြေးလွှားရောက်လာကြတယ်သူတို့လည်းရောက်ရောအပြိုကြီးကိုထမေကပြောင်းကပြန်ကပြားကရဝစ်နေတာမြင်လိုက်ရတယ်ဆိုပဲဗျပြီးတော့လူပြိုကြီးဝတော်ကလည်းထိတ်လန့်တကြားနဲ့ပစိုးကရောင်းဖြီချလိုက်တော့ပစိုးကအောက်ကိုရှော့ကြသွားပြီးသူ့ရဲ့ဖုံးဖီထားတဲ့အရာတွေလည်းအထင်းသာပေါ်သွားတယ်ဆိုပဲဗျဟာလူပြိုကြီးနဲ့အပြိုကြီးခင်ဗျားတို့ဘာလုပ်နေကြလဲဗျ ရွာကကိုချက်ကြီးရဲ့ပြောစကားကြတော့လူပြိုကြီးဝတုံးလေးရှော့ကျသွားတယ်ပစို့ကမကရန်ဝက်လိုက်တယ်။အပြိုကြီးအေးရတော့တရှုံရှုံနဲ့ငိုရတော့လာပါပဲဗျာ။ဒီလိုဝတုံးလေးငါ့ကိုမတော်မတရားကြံနေရငါဘာသာမထိန်နိုင်လို့အလေးသွားနေချိန်အနောက်ကနေလိုက်လာပြီးအခုလိုမျိုးမဟုတ်မဟုတ်ပါဗျာကျုပ်ကျုပ်ကဝက်ကလေးဟာတော်ဗျာခမရော်လေလက်ပုလက်ချက်မိရတော့မှအကြောင်းပြချက်တွေပေးနေသေးတယ်။တကြီးစီမျောက်စလုံးလိုက်ခဲ့ကြ။ ဒီလိုနဲ့တကြီးစီအောင်ရောက်တော့တကြီးကလည်းထွေ့ထွေ့ထူးထူးမပြောတော့ဘဲသူတို့နှစ်ယောက်ပေးစားလိုက်ရတာပေါ့ဗျာသူတို့တွေရွရွတဲသေးဖြစ်နေတဲ့ချိန်မှာတော့ဦးလူပြောကြီးတယောက်ကတော့အတောင်ပေါက်ပြီးပြန်သွားသလားမသိဘူးအနောက်မှာရှိမနေတော့ဘူးလေဗျာဒီလိုနဲ့ဦးလူပြောကြီးရဲ့ကောင်းမှုနဲ့ကော်မစွန်လူဖို့နှစ်ယောက်ညားသွားတာပေါ့ဗျာဒါပေမဲ့လမ်းမှာသူ့အတွေ့တော့မျက်စောင်းတထိုးထိုးနေဗျာထိုးမယ်ဆိုလဲထိုးကျင်စရာပဲလေဒီလူကြီးကမှွေလိုက်တာကိုဒီလိုနဲ့တနေ့ကျတော့ရွာရဲကိုလူစိမ်းမြောင်ရောက်လာခဲ့တယ်စပားပွဲစားတွေဆိုတာပဲဗျာ ။တွေ့ရလုံးဝအိမ်နေဝင်ပြီးတော့စပားရောင်းစာရှိမရှိမင်းနဲ့ဥလူပြောရင်းနေတဲ့အိမ်ရောက်လာတယ်ဆိုပဲဗျ။ခင်ဗျားတို့တည်ရတိုင်းဒီလူကြီးကသိပြီးအစနောက်တန်တော့စဘာပွဲစားနှစ်အောင်ရင်းနှီးချက်နဲ့အဲခံပြီးသူ့ရဲ့ထုံစံအတိုင်းစနောက်ဖို့ကြံစီတော့တာပေါ့ဗျာဒီမောင်မောင်ရင်တို့စဘာရောက်တဲ့သူတွေရောတွေ့ခဲ့ကြရလားကွယ် မတွေးခဲ့ပါဘူးဦးကြီးอ่ะဦးကြီးတို့ရွာလေးစပားထွက်တဲ့မြဘသူမှမရအောင်ဆိုပြီးများ ဆုံးဖြတ်ထားကြလားမသိပါဘူးဘယ်အိမ်မေးမေးမရှိဘူးပဲဖြေနေတော့ကြတော့ကြောက်တော့လဲစိတ်ပြက်ပြီးပြန်တော့မလို့ပဲဗျ။ဩဒီလိုပဲဖြေရမှာပေါ့မောင်ရင်တို့ရဲ့ဦးလူပြောရဲစကားကြောင့်စပားပွဲစားလူငယ်နှစ်ယောက်စိတ်ထဲမှာတိတ်ပြီးဘဝမကျဖြစ်သွားတယ်ဗျ။ပြောတာလေကြည်ုံလေဗျ။မသိရင်စပားရှိရဲ့နဲ့တသက်မရောက်တဲ့ပုံစံမျိုးဆိုတော့သူတို့စိတ်ဆိုးသွားတာပေါ့ဗျ။ဘာဗျ။ဦးကြီးတို့ရွာထွက်တဲ့စပားတွေကိုဘယ်စပားပွဲစားမှမရောက်နိုင်ဆိုတဲ့သဘောမျိုးလားဗျ။ အဲအဲ့လိုတော့မဟုတ်ဘူးမောင်ရင်ကဟိုဦးကြီးတို့ရွာစဘာလို့ခေါ်ရင်ဘယ်သူမှမသိကြဘူးကွစဘာကိုမိွာလို့ပဲခေါ်ကြတယ်မိွာရောင်းဖို့ရှိလားမိမသူတို့ကသိတာလေကွညာဟိုဒါဆိုရင်အဲ့ဒါကြောင့်မရှိဘူးလို့ပြောကြတာပေါ့နော်ဦးလေးဦးလူပြောရဲ့စကားကြောင့်စဘာပွဲစားလူငယ်နှစ်ယောက်သူတို့နှစ်ယောက်လုံးရဲ့မျက်နှာအနှဲငယ်ဝင်လာသွားကြတာဦးလူပြောတတိထားမိသွားတယ်။ဒါနဲ့သူစင်တဲ့ခွင်ထဲဝင်လာတဲ့လူငယ်နှစ်ယောက်ကိုစပြီးစက်တော့တာပေါ့ဗျာ။ ကဲမောင်ရင်တို့ရွာတောင်မဲကဥတန်ငယ်အိမ်ကိုသွားကြည့်ကွသူ့အိမ်ရောက်တာနဲ့မိဝါရှိလားမိဝါရှိရင်ဝယ်မလို့ပါဆိုပြီးတော့သွားမေးကြည့်သူ့စီမှာမိဝါရောက်မှုရှိရဲ့ကွဥလူပြောရဲ့စကားလေးဆုံးရောစဘာပွဲစားလူငယ်နှစ်ယောက်လဲဝမ်းတာအားရနှုတ်ဆက်ပြီးရွာကန်လူတချို့မိပြီးတော့ဥတန်ငယ်အိမ်ရောက်သွားခဲ့တာပေါ့ဗျအိမ်မှာပြဿနာစတာပဲဗျစဘာပွဲစားလူငယ်နှစ်ယောက်ဥတန်ငယ်အိမ်လဲရောက်ရောပြုတ်ဥကြီးတန်ငယ်ဟေးအေရှာအော်ခေါ်နာဘသူလဲကွာအထက်ဝင်ခဲ့လေကွာ စဘာပွဲစားလူငယ်နှစ်ယောက်လဲအိမ်အပေါ်တက်ကအတန်းအဆုံးမှာပဲခြံထဲဝင်လာပြီးတန်ရလေးပေါ်မှာထိုင်ချလိုက်တယ်ပေါ့ဗျာအဲ့နောက်မရှိမနာမှာပဲအိမ်အပေါ်ရက်ကနေခတ်တောင့်တောင့်လူလပိုင်းလူကြီးတယောက်ဆင်းလာပြီးတော့သူတို့ရဲ့ဘေးနားထိုင်ချလိုက်ပြီးစကားဆိုရဲဗျမင်းတို့ဟာဒီရွာမဟုတ်ဘူးနဲ့တူတယ်ပြောပါကိစ္စလေဥတန်ငယ်ရဲ့ခက်ပြက်ပြက်စကားတန်ကြောင့်စဘာပွဲစားလူငယ်နှစ်ယောက်လဲအချင်းနေသိမ့်မဟန်မန်းသိလို့လူရင်းတူရှင်မဲမိမယ်လို့ဆုံးဖြတ်လိုက်တယ်ဗျဒါနဲ့ဒီအိမ်မှာမိဝါရှိလားဗျ ူတို့မြောက်ရဲ့အမေစကားဥတန်ငယ်မျက်နှာအနေငယ်တင်းမာသွားတဲ့ပုံစံနဲ့ဖြေလိုက်တယ်ဗျ။ရှိရဲ့ဘာလို့မလို့လဲ။စဘာပွဲစားနှစ်ယောက်လေရှိရဲ့ဆိုတဲ့စကားလေးကြာရောဝမ်းသာအားရအခုလိုပဲပြောလိုက်တာပေါ့ဗျာ။ဟိုအဲ့တော့ဆိုလဲမိဝါကိုကျွန်တော်တို့စီပဲရောင်းပါဗျာ။သူများပေးတဲ့ဈေးထက်ပိုပေးပါမယ်ဗျာ။ဘာ?ဘာကွာ။သူတို့စကားလေးစုံရောဥတန်ငယ်ထိုင်နေရနေထရရလိုက်တယ်ဗျာ။ဒါ့ကိုတကောင်သားနှစ်ယောက်ကအချိန်နဲ့အကဲခက်ညံ့ပြီးအခုလိုပဲဆက်ပြောလိုက်ပြန်တယ်ဗျာ။ စိတ်စိတ်စိတ်မဆုပါနဲ့ဥတန်ငယ်မိဝါကိုကျွန်တော်တို့စီပဲရောက်ပါဗျာဟောရီမှာငွေအပြည့်ပါပါတယ်ဗျာတခါတည်းငွေချေပြီးတော့မိဝါကိုတခါတည်းလှဲနဲ့တင်သွားဖို့အစီအစဉ်ရှိပါတယ်ဗျာသူတို့နှစ်ယောက်စကားလဲဆုံးရောဥတန်ငယ်အိမ်အပေါ်ထက်ကိုပြေးတက်သွားခဲ့ရဗျာစဘာပွဲစားလူငယ်နှစ်ယောက်ကမိဝါကိုရောက်မှုအတွက်အိမ်အပေါ်ထက်ကမိသားစုဝင်နဲ့တိုင်ပင်နေရာထင်ပြီးတော့မျောလင်းချက်တွေနဲ့ထိုင်ပြီးစောင့်နေရပေါ့ဗျာ ဒါပေမဲ့သိမကြခင်မှာပဲသူတို့ရဲ့အထင်နဲ့မြင်လွဲမသွားစေတဲ့အကြောင်းဦးတန်ငယ်ဆိုသူကလက်ထဲမှာတရှိတလက်ကိုကင်ပြီးဆင်းလာဖို့ပြင်နေရဗျ။နောက်ကနေမိမငယ်လေးတို့ကလည်းလက်ထဲအတောင်အတင်းဆွဲလူနေရလဲမြင်လန်းရတယ်။ငါအိမ်ကိုကျူးကျော်လာပြီးငါချစ်လို့ယူထားတဲ့ငါမင်းမဝယ်ချင်တဲ့ကောင်လေးငါမင်းမမိဝါတော့မရဘူးဒါပဲရမယ်ကွာ အဲ့လိုပြောပြီးတော့ဓာတ်ကိုဆွဲလူနေတဲ့မိမငယ်လေးကိုတွန်းထုတ်ပြီးသူတို့ရှိရာဓာတ်ဆွဲပြေးဝင်လာတဲ့ဥတန်ငယ်ကိုကြည့်ပြီးစဘာပွဲစားလူငယ်နှစ်ယောက်ပြေးလိုက်တာမှပစိုးတော်မနိုင်ဘူးဆိုပဲရဲ့ဗျာဥတန်ငယ်ကလည်းစိတ်လေးကြည့်ရဲ့ဗျာပြီးခဲ့တဲ့လမှာသူ့ထက်အသက်အများကြီးငယ်တဲ့မိဝါဆိုတဲ့ကလေးမနဲ့လက်ထပ်ထားမှမကြသေးဘူးရဲ့ဗျာပဝင်းကျင်ကနှအိုမျက်နှာကြိုက်ဆိုပြီးကိုယ့်ရောင်မှာအပြစ်တင်နေကြတဲ့အထင်ဒီလူငယ်နှစ်ယောက်ကငွေတော့ပိုက်ပြီးသူ့မိမလာဝဲရဲဆိုတော့အတော်လေးစိတ်တုံမှာပေါ့ဗျာ ဒီလိုမျိုးဖြစ်သွားတာကလေဥလူပြောကြီးရဲ့ပယောဂဆိုတာမဲ့သူမရှိမိလို့သာပေါ့ဗျာတိများတိလို့ကတော့ဥလူပြောကြီးစီ လာပြီးတောင်းချက်မှအသေးစားပဲဗျာဥလူပြောဆိုတာတကယ်မလွယ်တဲ့လူရှုပ်ကြီးပါဗျာအဲ့လိုစနောက်တကြလို့လေတရားလုံးသူ့ကိုဆိုကြောက်နေရတယ်ဆိုပဲဒါပေမဲ့ဒီနေ့မှာဥလူပြောကြီးဟာအရက်ဆိုင်အရက်သမားတချို့အလောင်းစားလုပ်နေတာမြင်ရတော့စကြင်နာချင်တဲ့ဝတ်တီအတိုင်းသူတို့ဝိုင်းရောသွားပြီးတော့ထိုင်နေတာပေါ့ဗျာသူတို့အလောင်းစားဒီလိုဗျာ မကြောက်တတ်ဘူးဆိုရဲအယက်သမားဖိုးဆောင်တာထုံးတို့ညီအကွာရွာနောက်ဘက်ကညောင်မင်းကြီးကိုည7နာရီတိတိတမီမပါပဲသွားရမယ်ဆိုပဲဗျတကယ်လို့ည7နာရီတိတိအယက်သမားဖိုးဆောင်သွားပြီးညောင်မင်းအောက်ချာပင်စီကိုဒုံနဲ့ရိုက်နိုင်ခဲ့ရဆိုရင်ငွေ90ပေးမယ်ဆိုပဲဗျတကယ်လို့ဒုံမရိုက်နိုင်မဲနဲ့ပြန်လာခဲ့မယ်ဆိုရင်ဖိုးဆောင်သူတို့ညီအကိုငွေ90ပြန်ပေးရမှာပေါ့ဗျတကယ်တော့ရွာအနောက်ဘက်ညောင်မင်းကြီးကရွာသားတွေပြောစကားအရာအချောင်လန်ချမ်းနေဆိုပဲ ညအချိန်မတော်ဘသူမှညောင်မင်းအောက်ခြေအောက်တောင်မှဖြတ်ပြီးတော့မရှာခဲ့ကြဘူးလေဗျ။တောင်အမှုသမားတယောက်ကအလောင်းစားလောက်ကြတာမြင်ရတော့ဥလူပြောကြီးကစကြင်နောက်ကျင်နေသူ့ရဲ့အကျင့်တိုင်းည7နာရီလောက်လဲရောက်ရောညောင်မင်းအထက်ခိုင်းပေါ်မှာတက်ထိုင်နေရဆိုပဲဒီလိုနဲ့ည7နာရီလဲရောက်ရောတချင်းတန်တစားစားနဲ့ညောင်မင်းစီရှောက်လာတဲ့အတန်တတန်သူကြားလဲရတယ်ဗျသူသိလိုက်ပြီလေအရသမားဖိုးဆန်ညောင်မင်းကြီးရဲ့ပင်စီကိုတုတ်ရိုက်ဖို့အတွက်လာနေပြီဆိုတာပေါ့ ဒီလိုနဲ့ရောင်မင်းအောက်ဖိုးဆန်လဲရောက်ရောဥလူပြောကြီးကအပင်အနေအောက်ကိုတွဲလောင်းကြီးလုပ်ပြီးခြောက်လိုက်တာပေါ့ဗျာသူရှိတတရာတွဲလောင်းကြီးခြောက်ပြနေတဲ့တရေကိုလည်းမြင်ရောဖိုးဆန်တယောက်ကြောက်ဒူးတုံပြီးပါလာတဲ့ဓာတ်နဲ့ခုတ်ပိုင်းပြီးနောက်ပြန်လှည့်ပြေးတာပေါ့ဗျာဒီလိုနဲ့မနဲ့လဲရောက်ရောသူနဲ့အလားစားလုပ်တဲ့တာထွန်းတို့ညီကိုနှစ်ယောက်ကိုညအဖြစ်ပြက်ခဲ့တဲ့အကြောင်းအရာတွေပြောပြပြီးရောင်မင်းစီရောက်လာတာပေါ့ဗျာသူတို့ညောင်မင်းကြီးစီလဲရောက်ရောခေါင်းနဲ့ကိုတခြားစီပြက်ပြီးတော့သေဆုံးနေပြီဖြစ်တဲ့ဥလူပြောကြီးကိုစိတ်မကောင်းစရာတွေ့လိုက်ရတာပေါ့ဗျာ တာနယ်ဖိုးဆန်နဲ့ဦးလူပြောတက်တဲ့အမှုနဲ့ရဲရီခေါ်ဆန်အနောက်ကိုပါသွားတာပေါ့ဗျာ။ဒါပေမဲ့ရွေကျက်ရှိရှိတတ်တာမဟုတ်တာတကြောင်ညအမောင်မှာမမြင်မကန်းတဲ့ကြောက်လန့်ပြီးလှုပ်ခဲတဲ့ခိုင်လုံတဲ့အကြောင်းပြချက်တွေကြောင့်ထောင်တနှစ်ပဲကြာခဲ့ရဆိုပဲ။တရားလုံးကတော့ဦးလူပြောအတွက်စိတ်မကောင်းလေးဖြစ်ကြသလိုဦးလူပြောရဲ့စတဲ့နောက်တက်တဲ့အကျင့်လေးတွေမမြင်ရတော့ဘူးဆိုပြီးထင်နေကြရတယ်ဗျ။သူတို့ရဲ့အထင်နဲ့အမြင်ကဦးလူပြောရဲ့ညာရေးပထမညမှာပဲလွဲချော်နေမှသိခဲ့ရတယ် အကြောင်းကဖဲရိုက်နေတဲ့ကာလာသားတစုဒီလိုအချောက်ခံထိကြရဲဆိုပဲဗျ။ဟာအပြင်မင်းပစံကိုရင်ထတော့ကွာမင်းညာငါဝင်မယ်။ဟာတာလာမင်းဖဲကြည့်ရဒိုင်းထက်ကြာနေမင်းမြတ်လို့အချိန်မရှိတော့ဘူး။အေးပါကွာညိုကြီးကမင်းကလည်းဒိုင်းဆိုပြီးဖင်ကောင်းကြည့်နေ။ကဲဦးလူပြောရင်ခမည်းချက်တော်ကြုတ်ဆိုတဲ့တာလာကိုကိုပေါ့ကြောင်လှုပ်ပေးစမှာဟောဗျ။ကိုတလာအဲ့လိုပြောပြီးတော့လက်ထဲပွတ်နေတဲ့ဖေကိုရိုက်ချလိုက်တယ်ဗျ။ဟော ဟုတ်တယ်တကယ်ပဲကိုပေါ့ဗျကိုသားလာရတော့ဝမ်းသာအားရနေပဲဒိုင်ညိုကြီးအယောပေးတဲ့ငွေယူလိုက်တယ်ဗျဒီလိုနဲ့နောက်တစ်ပွဲစားကြတယ်အဲ့ဒီပွဲမှာတော့တစ်ချေလုံးရှုံးနေတဲ့ဖို့ပြန်အခုလိုပဲပြောလိုက်တယ်ကဲဦးလူပြောကြည့်ရေခမားအချက်တော်ကျုပ်ဆိုရင်ကပြန်လဲဒီပွဲမနိုင်ကုန်ပြီဗျခမားတစ်ချေကအမြဲစနောက်တာခံရတဲ့ကျုပ်ကိုလည်းပြစ်မထားနဲ့လေကွင်းလုံးရှောင်တဲ့လူကင်းတော့အောင်ချပေးဗျငါပြန်အဲ့လိုပြောပြီးမှောက်နေရဲ့ဖယ်ရီတခါလေးလှန်ချလိုက်တယ်။ဟေးကင်းတောင်းကောင်က ညိုကြီးငါးစားရောစားတကယ်လဲကင်းသုံးအောင်ကြာနေရလဲမြင်ရတော့တဝိုင်းလုံးဟာကနေဟင်ကနေဖြစ်ခဲ့ကြရတယ်ဆိုပဲဒိုင်ညိုကြီးမျက်နာကလည်းချွေးသီးချေပေါက်တွေကြာနေခဲ့ပြီဗျဒီတစ်ခါကျသူကငါးသုံးနဲ့နဲ့ဘူးကြာနေရလေအဲ့တော့တဝိုင်းလုံးလျှော်လိုက်ရတာပေါ့ဗျာဒီကြတဲ့ငပြင်းကိုငါးစားတောင်လျှော်လိုက်ရတော့နိုင်ထားတဲ့ပတ်စံလေးကုံတဲ့အပြင်အိတ်ထဲကထပ်ဆိုင်ပြီးလျှော်လိုက်ရတာဆိုပဲဒါနဲ့ပဲညိုကြီးစိတ်ကတိကအောင်ဖြစ်ပြီးအခုလိုပဲပြောလိုက်တယ်ဦးလူပြောကြီး ခမရခမရရွာတကူတကလာပြီးတော့ခမရနိုင်ရီကိုစီကောင်းအောင်လုပ်ပြီးနေကျုပ်ကိုကျေးဇူးကမ်းလိုက်တာလားဗျခမရမတရားအောင်တော့ကျုပ်ကိုကြဘူးကြအောင်လုပ်ပြီးတော့ခမရရွာသားတွေအနိုင်ပေးတယ်ဒီတခါခမရတရားရယ်ဆိုရင်တော့တဝိုင်းလုံးဘူးကြကျုပ်ကတက်နေပဲစားရအောင်လုပ်ပေးစမှာဗျဟောတကယ်ပဲတဝိုင်းလုံးဘူးကြတယ်ဗျညိုကြီးကလည်းသူ့ဖဲကိုတေးချကြည့်တော့သူပြောရတဲ့အတိုင်းတကယ်ပဲတစ်ကြနေတကယ်ဆိုရင်ညိုကြီးပြောမှာမဟုတ်ဘူးလားဒါပေမဲ့သူမပြောနိုင်ဘူးနော် ပြီးတော့သူတို့တဝိုင်းလောက်လူတွေတယောက်မှမပြောင်းနိုင်ဘူးကြ။ဘေးကနေကြည့်နေကြတဲ့လူတွေလည်းအဲ့လိုပဲဖြစ်နေ။တကယ်ပဲဥလူပြောရလှုပ်ပေးနေတာတိရတော့သူတို့အနာဥလူပြောကြီးရှိနေဆိုတဲ့အတွေ့နဲ့အာလုံးကြောက်လန့်နေကြတာပေါ့ဗျာ။အဲ့ဒီချိန်မှာပဲသူတို့ဖဲဝိုင်းအလဲတက်တက်မှာဝုန်းဆိုတဲ့အသံကြီးနဲ့တစုံတစ်ခုကျလာခဲ့တာဆိုပဲ။ဒါနဲ့ပဲအာလုံးတိတ်ချကြည့်လိုက်တော့လူဦးကောင်းကြီးတစ်ခုဗျာ။ဟုတ်တယ်တကယ်ပဲလူကောင်းကြီးသူတို့အားလုံးထိတ်တဲ့ကြားကြည့်နေအချိန်မှာပဲမှောက်ရကြနေတဲ့ခေါင်းကြီးကပြန်ထောင်လာခဲ့တာ အဲ့တော့မှအဲ့ခေါင်းယူတင်းတင်းကြကြသူတို့ကြည့်လိုက်တော့ခေါင်းပြက်ပြီးသေးသွားတယ်ဥလူပြောကြီးရဲ့ခေါင်းကြီးတယ်ဗျာပြီးတော့ပြက်နေတဲ့ခေါင်းကြီးရဲ့လက်ပင်းမှလည်းသူတွေကဒရက်ဆက်စီးကြနေ啊သူတို့ထိုင်းနဲ့တကြားကြည့်နေတဲ့အချိန်မှာပဲဥလူပြောကြီးရဲ့ခေါင်းပြက်ကြီးကနေခြောက်ကတဲ့အတန်းကြီးနဲ့အခုလိုပဲပြောလိုက်တယ်ဆိုပဲအာတော်ရယ်မလား အမလေးဗျာခေါင်းပြက်ကြီးကအကွဲတဲ့အတန်းနဲ့ကြီးနဲ့အဲ့လိုလဲပြောလိုက်ရောဖဲဝိုင်းရလူတွေအကုန်လုံးလေအိမ်ပေါ်မှာရှိနေလူတွေအကုန်လုံးဘယ်ပြောကောင်းမလဲ brain တကားပေါက်တရားနဲ့ခုန်ချပြီးတချိုးတည်းပြေးကြတာပေါ့ဗျာဦးလူပြောကြည့်ရဲ့နိုင်ရဲ့အိမ်မှာတော့သူ့အလောင်းတင်လာတဲ့အခေါင်းကြီးတစ်ခုပဲကြံခဲ့တာဆိုပဲဒီလိုပဲညဘက်ဆိုရင်ဘသူမှသူ့ရဲ့နိုင်ရဲ့အိမ်မှာသွားပြီးမဆောင်ရဲကြတော့ပဲနဲ့ခုနှစ်ရက်ပြည့်မှာတန်ကားတွေပင့်ဖိပြီးဦးလူပြောကြည့်အလောင်းတုတ်တန်ပို့ပြီးငြိမ်းညို့ပြီးတော့အမျှဝေခဲ့ကြတာပေါ့ဗျာ ဒီလိုနဲ့တကိုယ်ရဲလူပြိုကြီးဥလူပြိုရဲ့အဲကိုသူ့ရဲ့တူရဲကလည်းမနေရဲပဲတော့ခတ်ထားခဲ့ရတာဆိုပဲပြီးတော့ဥလူပြိုကြီးကအမျှဝေရတော့မချွတ်ဘူးရဲ့ဗျဘာလို့မချွတ်လဲဆိုတော့ဥလူပြိုအမျှဝေပြီးနောက်နှစ်ရက်မှပဲတီးခဲ့ရတာလေဘလို့တီးခဲ့ရလဲဆိုတော့ခင်ဗျားတို့သိကြမိမလားဒီလိုဗျတရက်ကြတော့ရွာရဲကလာသား၃ယောက်တစ်ဖက်ရွာကိုစက်တိုက်ပြီးပြန်လာတာအချိန်လုံးပြီးမိုးချုပ်သွားတယ်ဆိုပဲ။ ဟဲ့ဆမ်းမြမြင်မြန်လာပါကွာရှေ့ကဦးလူပြောချင်ဖြတ်ရအောင်မေလူလူကြီးကကုတို့ကောင်းမှုဘာမှမလုပ်တဲ့ကစီနေဆိုကျွတ်မှာမဟုတ်ဘူးရှေ့ဆုံးကတရင်တရင်သွားရင်လည်းပြောလိုက်တဲ့ဆမ်းမြရဲ့စကားကြောင့်နောက်ကရွှေခေါနဲ့တပ်ပုတို့စက်ကလေးပူသွားကြတယ်သူတို့လည်းကြောက်တာပေါ့ဗျာဦးလူပြောရဲ့ညာရင်ညာမှာအချောက်လန့်ခံလိုက်ရတဲ့သူတွေကမှသူတို့လည်းပါတယ်လေအဲ့တော့ကသူတို့နှစ်ယောက်စလုံးသေးရအောင်ထွက်ခဲ့ရတာဆိုပဲဒီလိုနဲ့သူတို့တွေဥလူပြောရဲ့ချမ်းရှုပ်ရောက်တော့မြေပြင်ပေါ်မှာလာရောက်ကြောင်ကြာနေတဲ့သူတို့တုံရောင်အရှိကလေးခုဖြစ်နေခဲ့တာလေဗျာ ောက်ဆုံးကအရေးကြီးမှခေါင်းမပါဘူးဆိုပဲတော့ဆိုရင်အဲ့အရေးကြီးကဥလူပြောမှဥလူပြောပဲပေါ့ဗျာဒါနဲ့ဘဲပြောကောင်းမလဲရှေးဆုံးအများဆန်တယောက်နောက်ကိုရောလှဲမကြည့်ပဲထွက်ပြေးရနောက်ကရွှေခေါနဲ့တပ်ဘူးကတော့တယောက်ယောက်ကလက်ကိုဆွဲထားတော့ပြေးမြဘူးရဲ့ဗျအဲ့ဒါနဲ့သူတို့ပစိုးရိချာနေသေးတွေထွက်ကြနေရပေါ့ဗျာသူတို့ကိုဆွဲထားတာတခြားသူတော့မဟုတ်ဘူးနော်အစနောက်တန်းနဲ့ဥလူပြောကြည့်ပဲဖြစ်မယ်ဆိုတော့သူတို့သိနေဒါပေမဲ့သူတို့အနောက်ကိုတော့ပြန်ပြီးတော့လှဲမကြည့်ရဲကြဘူးအဲ့ဒီချိန်မှာပဲအနောက်က၆ကတ်တဲ့အတန်းကြီးကိုကြားလိုက်ရတယ် ဟဲရှေခေါင်းနဲ့တပုငါခေါင်းလေးတွေ့မိသေးလားအတန်းသူတို့နားရဲလော့စပီကာနဲ့អော်လိုက်တယ်လို့ပဲနီနီကကဝင်ရောက်လာတာတဲ့ဗျအဲ့အာနဲ့နှစ်ယောက်စလုံးကပြားကြရလှည့်ကြည့်လိုက်တော့အမလေးဗျခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးနဲ့ဥလူပြောကြီးဖြစ်နေရဒီတော့မှသူတို့နှစ်ယောက်လည်းအကြောက်ကန်ရှုံးကန်လိုက်တော့ခေါင်းပြတ်ဥလူပြောကြီးရဲ့လက်ကနေလွတ်သွားတာဆိုပဲလွတ်သွားတာနဲ့နှစ်ယောက်သားဘယ်ပြောကောင်းမလဲဗျပစိုးလေဘေးမှာတိုင်းပြီးတော့တချို့ရဲပြေးကြတာကြောင်အနောက်ကခေါင်းပြတ်တည်းကြီးဥလူပြောကထပ်ပြီးတော့ပြောလိုက်တာ ဟောင်းနေငါခေါင်းလေးတွင်ပြန်ပေးကြအောင်ဒီလိုနဲ့သူတို့တောင်းအောင်အပြင်းထန်မအိပ်နိုင်မစားနိုင်ဖြစ်ပြီးဖျားကုန်ကြတယ်သူတို့မိသားစုဝင်တွေလည်းဆေးဆရာရင်းနဲ့ကုရာတော်အဖျားပြောက်ပေမဲ့တစ်ခါတစ်ခါကြောင်တောင်တောင်နဲ့နှုတ်ကနေခေါင်းမပါတဲ့ဥရုပြောကြီးလာနေပြီလို့လည်းအော်နေကြတာတဲ့ဒီလိုနဲ့ညအချိန် ကတခုမှရွာတဲ့ညတွေဝင်လာကြတယ်ဆိုပဲ ဓမြရရဥလူပြောရဲ့ခြံရှုပ်ရောက်တော့ခေါင်းမပါတဲ့တရေကြီးအရှိအနေထွက်လာပြီးခြောက်လန့်လိုက်တော့ဓမြရရလည်းပြေးကြရတယ်ဆိုတဲ့တဲ့ရင်လည်းကွင်းလုံးတရာလုံးကြားခဲ့ရတယ်ဆိုပဲအဲ့နောက်ဥလူပြောရဲ့အင်ရှေကိုညအစဉ်ဘသူမှဖျက်မရှောင်ရတော့ဘူးတဲ့ဒီလိုနဲ့တရကြတော့ရွာလေးကိုရွှေရင်ကျော်ဆရာတောင်ရောက်လာခဲ့တယ်ခင်ဗျားတို့ဒီအတိုင်းပဲလေရွှေရင်ကျော်ဆရာတွေကလည်းတစ္ဆာတီမြေတိတ်ကိုစွမ်းတာဗျသူကဥလူပြောကြီးကိုကြွအောင်လုပ်ပေးမယ်လို့ပြောတယ်တဲ့ဒါနဲ့ပဲဥလူပြောကြီးရဲ့သူ့အိမ်မှာပဲဆရာကြီးကတဲတာ နောက်နှစ်ယောက်တော့ရွာသားတွေအကုန်လုံးရဲ့ရှိမှာပဲဥလူပြောကြီးရဲ့တူဥလူပြောကြီးကိုဝင်ပူခိုင်းပြီးဥလူပြောကြီးရောက်လာတော့အခုလိုပဲမြစ်တာရက်ခံလိုက်တာဗျကဲဥလူပြောကြီးလူဘွားတော်ကအစနောက်တန်လို့တေခဲ့ရတာအခုမကျွတ်မလွတ်တဲ့ဘုံဘွားမှာလဲအဲ့လိုအကျင့်တွေမစွန့်လွတ်ဘူးဆိုရင်တန်တရာတစ်ချောင်းလုံးတိတ်နေရမယ်တခါသေးဘူးပြင်ပိုးနားလဲဆိုတဲ့စကားအတိုင်းစနောက်တက်တဲ့အကျင့်ကိုပြင်ပြီးတော့ဘွားကူကောင်းပဲကြိုးစားပါအဲ့လိုပြောလိုက်တယ်ရဲ့ဗျ ်ဦးလူပြောကြရလဲအစာပိုင်းတော့လည်းမခံမိမဲ့နောက်ပိုင်းသူ့အိမ်နဲ့ခြံကိုရောက်ပြီးဖုန်ကြီးကြောင့်မတင်စီရဆောက်ဖို့လှူဒန်းလိုက်တယ်ဆိုပဲပြီးတော့တင်စီရပီစီတဲ့အခါကျသူ့ကိုအမျှဝေပေးပါပြောပြီးတော့သူ့တူရဲ့ခန္ဓာကိုယ်ရကနေထွက်သွားခဲ့ရတယ်ဗျအဲ့ဒီနောက်ပိုင်းမှာတော့သူတို့ရွာတရွာလုံးဦးလူပြောကြီးတရေရဲ့အရေးရောင်တော့မတွေ့ရတော့ဘူးဆိုပဲဦးလူပြောကြီးရဲ့အိမ်နဲ့ခြံကိုလည်းရွာတကြီးကပဲဝယ်လိုက်ပြီးတော့အစာပိုင်းမှာတော့သူတို့တွေလည်းမနေရကြဘူးတဲ့လေ အိနာရောဒကြီးအပဲဥလူပြော်ရဲ့အိနေချံဝယ်ယူထားတဲ့ငွေကြေးတွေကျောင်းထိုင်ဆရာတော်ကျုပ်အပီတင်စရဆောင်လို့ရင်းနဲ့ဥလူပြော်အမြပေးဝေခဲ့ရဲဆိုပဲအဲဒီတော့မှပဲဥလူပြော်ကြီးတယောက်ကျွလွန်နိုင်ခဲ့တာပေါ့ဗျာပြီးတော့မမရရအဲ့လိုအမြဝေနေအချိန်မှာပဲရေစက်ချပြီးအခါလူတွေအားလုံးရဲ့ကြောပြင်းတွေကိုတယောက်ယောက်ကစိတ်သွားတာကိုလည်းခံလိုက်ရသေးတယ်ဗျာဒီလူကြတိတ်ကိုအစားနောက်တန်းတယ်လေဒါကြောင့်ကျွလွတ်တဲ့နောက်ဆုံးအချိန်မှာတော့အားလုံးစောင့်နောက်သွားသေးရပါဗျာ ဒီတော့မှဘာကြီးတူရလဲသူပြောပြတဲ့အကြောင်းအရာတွေအဆုံးသက်ပြီးအချိန်ကြာကြာငှင့်ထားတဲ့ရင်းရွေးကြံတစ်ခွက်ကိုတောက်လိုက်ရင်အမောဖြေလိုက်တယ်ဗျပြီးတော့အခုလိုပဲဆက်ပြောတယ်ဒီလိုနဲ့ဥလူပြော်ကြီးကကျွတ်လွတ်သွားခဲ့တာပဲမောင်ဖြိုးကြီးအစနောက်တန်းတော့မကောင်းဘူးကဥလူပြော်ရဲ့အဖြစ်ကိုကြည့်လိုက်လေအသက်လဲတည်ခဲ့ရတယ်ပြီးတော့မကျွတ်မလွတ်တဲ့ဘုံဘွားလည်းရှိခဲ့ရတယ်နောက်နောက်မြင်လိုက်ဘသူ့ကိုမှမဆနောက်နဲ့ဘာကြီးတူကကျုပ်ကိုအဲ့လိုပြောတာကျုပ်လည်းအတော်လေးတန်ဝေးကရားခဲ့တာပေါ့ဗျာ ျုပ်မှလည်းစာနောက်တက်တဲ့အကျင်အားဖြောက်ဖြက်မရတဲ့ဗီဇတစ်ခုလိုပဲဖြစ်နေရ။တိုင်းမဲ့ကျုပ်လေဒီနေ့ဆာပြီးပြင်တော့မယ်ဗျာ။ဥလူပြောကြည့်အဖြစ်ကိုကြတော့ကျုပ်အတော်လေးကြောက်သွားတယ်လေ။ပြီးတော့ကျုပ်ကငငယ်ရွယ်လူပြောလေးဆိုတော့မိမမများပဲမသေးကျင်သေးဘူးလေ။ဒီလိုပြောလိုက်လို့ခင်ဗျားတို့ကျုပ်ကိုမိမလိုချင်လို့အစနောက်တန်တာပြင်မယ်လို့ထင်ကြလိမ့်မယ်ဗျာ။အဲ့ဒါကတော့အဲ့ဒါပေါ့ဗျာ။တိုင်းမဲ့မကောင်းတာကိုသိရင်ပြင်ကျင်တဲ့ကျုပ်ရဲ့စိတ်အရင်မှလေးပါသေးရဲ့ဗျာ။ဒါနဲ့ခင်ဗျားတို့ရောအဲ့အကျင့်လေးတွေရှင်ပြင်ကြဖို့မမေ့နဲ့နော်။ တော့ကြာဥလူပြောကြည့်လို့မျိုးအပြက်ပြက်နဲ့ခေါင်းပြက်နေဦးမယ်ဗျ။ဒါနဲ့ပဲကြုံလေဒီနေ့အတွက်ဘာကြီးတို့ပြောပြတဲ့ဘဟုတ္တတတစ်ခုရပြီဆိုတော့ဘာကြီးတို့နှုတ်ဆက်ပြီးပြန်လာခဲ့တာပေါ့ဗျ။ဘာကြီးတို့ကတော့နှုတ်ဆက်ကြောခိုင်းသွားတဲ့ကြက်ကိုကြည့်ပြောင်းမှုဖက်စလေးကြီးကိုတစ်ဆက်ရှိပ်ဖိုင်းစံနေခဲ့တာပေါ့ဗျ။ဒါကတော့ကြက်ကိုဘာကြီးတို့ပြောပြဖို့တဲ့တစေကြီးဥလူပြောအကြောင်းပဲဗျ။နောက်ရက်မှာတော့ဘာကြီးတို့စီကျုတ်ထက်သွားပြီးတော့ဆက်ဆူရအောင်မယ်လေ။ခင်ဗျားတို့ကတော့ကြွပြန်ပြောပြတာ ਉਹ ပဲနားထောင်ကြပါဗျာအားလုံးချစ်တယ်အာပွားအာပွား အိမ်မလလမကြပါစေနော်။ဒါပေမဲ့ခမားတို့ညတကြီးနိုးတဲ့အခါမှာအိယာကရင်ဘေးဘက်ကိုသေချာကြည့်ဖို့မမေ့နဲ့ဗျ။တော်ကြခေါင်းပြက်နေတဲ့ဥလူပြောကြီးရောက်နေရင်တော့သူကကူရှာပေးလိုက်ကြပါဗျာ။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစာလေးတွေကိုစဉ်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလေးမမေ့ကြပါနဲ့ဦးနော်။ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်